အလုံးမဲမင်္ဂလာပါရှင်အခုခင်လွယ်ရောက်ရှိနေတာကတော့မြောက်တကုံ28ရက်ကွက်မှာ24နာရီမိရတဲ့ဆိုလာစနစ်တက်ထားတဲ့ 3RC Roof Slab တိုက်အစ်တကြီးနဲ့မိတ်ဆက်ပေးခြင်းလို့ပါ သူကရှေ့လမ်းဆိုလို့ရှိရင်လည်းလမ်းမာတန်းပေါ့နော်လမ်းကြကြဝဝနဲ့တိုက်ကြီးရလဲတကယ်ကိုခန်းနာထေဝါလှပတဲ့တကယ်တိုက်ကြီးပေါ့နော်ဆိုတော့အထက်ထက်ကိုခဏတစ်ချက်သွားကြည့်ပြအောင်သူကတကားဆိုလို့ရှိရင်လည်းပဲခလုတ်ကလေးနှိပ်လိုက်တာနဲ့ဟောအဲအဲ့ဒီလိုမျိုးခလုတ်ကလေးနှိပ်တာနဲ့တခါတည်းပွင့်သွားတဲ့တကားမျိုးပေါ့နော်ဆိုတော့အထက်ကိုဝင်လိုက်တာနဲ့ကားနှစ်စီးသုံးစီးတော့အတာလေးအေးဆေးဆက်ပါတယ် တော့အရှိမဆိုလို့ရှိရင်လည်းဒီပန်းလေးတွေတိခွပန်းလေးတွေအပင်လေးတွေကအစာစိုက်ထားရတယ်ဒါတွေအကုန်လုံးကလည်းထားခဲ့ပြီးမှဒီမှာရှိသမျှအမြင်တိုင်းကိုခင်ဗျားတို့ရောင်းပေးမှာပေါ့နော်ဆိုတော့အဲ့လိုပန်းမြင်လေးတွေလည်းပဲသူ ထထဲဝဝလေးနဲ့လှလှပပစစ်စီစိုက်ထားတယ်။ဟိုဘက်တစ်ဖက်တစ်ချက်မှာဆိုလဲလူသွားလမ်းကိုမှအကုန်လုံးကွန်ကရစ်ခင်းပြီးသားအကုန်အေးတက်တန်ပြက်ပြက်လေးနဲ့ပေါ့။ထဲထဲကိုဝင်လိုက်ပြီဆိုတာနဲ့ခင်ဗျားတို့ပထမအဦးဆုံးတွေ့ရမှာဧကန်ကြီးပေါ့နော်။ဧကန်ကြီးကလည်းစီလင်ကြီးကလည်းအမြင့်ကြီးပဲလေလေကောင်းလေတန်းအရန်ရတယ်လေဝင်လေထွက်ကောင်းတယ်။မီးဆိုင်လေးတွေလည်းပဲအလှလေးတွေတက်ပေးထားပါဗျ။မီးဆိုင်အလှနေမဟုတ်ဘဲနဲ့သူကဒီလိုက်ကတွေရောဒီဟိုဟာတွေရောဆိုရှင်လည်းတကယ်ရှယ်လုပ်ပေးထားတယ်။အဲ့ဒီမှာခင်ဗျားရဲ့အနောက်မှာပါတဲ့ accessory furniture တွေက အစနိုင်လေးအစဒါအကုန်လုံးအပါပေါ့နော်ဒီအိမ်လေးကမီးလေးဆိုလို့ချင်းတနေ့တိုင်းတနေ့ကမတူအောင်တေချာအလှဆင်ပေးထားရဲအခုခင်မရောက်နေတဲ့နေရာလေးကတော့ထမင်းစားကန်ထမင်းစားကန်မှာဆိုလို့ချင်းလည်းလိုအလှပေါ့နော်ဖာနီချာအလှလေးတွေလုပ်ပေးထားရဲပေးစင်းလေးရှိမယ်နောက်ဒီဟာလေးကမီးဖို့ချာ မိဖို့ကြောင့်ဆိုလဲတော်တော်ကိုကြကြဝွန်းဝွန်းနဲ့ပေါ့နော်တတ်တန်ပြက်ပြက်ကိုလှုပ်ပေးထားတယ်။မတကားတွေကအစာသေးချာလေးကိုသူတို့လှုပ်ပေးထားတာပေါ့နော်။အဲ့မိဖို့ကြောင့်ကနေပြီးတော့ဟိုဘက်မှာဆိုတကားရှိရယ်။ဒီတကားနေထွက်လိုက်လို့ရှိရင်သူကဒီခြံနဲ့အပြည့်ပေါ့နော်အပေါ်မှာလည်းအမိုးလောင်းပြီးတော့ပဲအမှဘေးစင်လေးတွေနဲ့သူတတ်တက်ခက်ခက်တတ်တက်ရရက်ကိုသူတို့လှုပ်ပေးထားပါတယ်။ဒီမိဖို့ကြောင့်ထဲမှာကိုကအိမ်သားပေါ့နော်။အိမ်သားနဲ့ရေချိုးခန်းနဲ့တွဲရက်ဘေးစင်မှာပါပြီးသားဒီလိုမျိုးဟာလေးတွေပါရှိမယ်။ ယ်ဆိုတော့ကလွန်းတို့တစ်ပတ်ကို ထပ်ပြီးတော့တွားကြည့်အောင်အဲဒီဘက်မှာမိဖို့ကြောင့်လည်းဒီဘက်ကက်ရက်မှာကမာစတာရုံးတစ်ခန်းရှိမယ်မာစတာရုံးကလည်းအမြင့်ကြီးပဲရေချိုးကန်အိမ်သာကလည်းရှယ်ဒီခန်းဒီမှာထူးခြားချက်ကအခန်းတိုင်းမှာရေချိုးကန်အိမ်သာပါပါတယ်နော်ရေချိုးကန်အိမ်သာလေးလည်းရှယ်လုပ်ပေးထားတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခလွန်းတို့အပေါ်ကိုမတက်ခင်မှာအခုဒီမှာစတိုကန်ရှိမယ်အဲဒါလေးကတော့စတိုကန်လေး စတိုကန်လေးကလည်းကြကြဲဝန်းလေးနဲ့ဆိုတော့တော်ရုံတန်ရုံပစ္စည်းပစ္စည်းအားလောက်ကတော့အตาလေးအေးစစ်စစ်ထားလို့ရပါပေါ့နော်ဆိုတော့ခင်လွန်းတို့ဒီဘက်မှာဆိုလို့ရှိရင်တကားပေါက်ရှိရဒါကတော့အပြင်ရပေါ့နော်ကားကနေပြီးတော့ဒီခဲတော့တကားလေးဝင်လာလို့ရရတကားပေါက်လေးပြီးသွားပြီဆိုလို့ရှိရင်အပေါ်တက်ကိုခင်လွန်းတို့တက်ကြည့်မယ်နော်ပေါ်တက်မှာဆိုလို့ရှိရင် ခဏတို့မီးလေးတွေလည်းပါတယ်ဒီပချီကားလေးတွေရောပေါ့နော်ချီကားလေးတော့ပေါ်ဒက်ကိုစတက်လိုက်ပြီဆိုရင်ပထမဦးဆုံးခင်ဗျာဒီမာစတာဘက်ရူးအကျယ်ကြီးကိုခင်ဗျာသွားပေးမယ်ဒီခန့်တော်တော်ကိုကျေတာစီလင်လည်းတော်တော်မြင့်နေကျေတဲ့အပြင်ကို အထဲထဲမှာဒီခန့်ထဲမှာဆိုလို့ရှိရင်ဘတ်တက်ပါပါတယ်အဲဒီချူကန်အိမ်သားဘတ်တက်အကုန်လုံးပါတယ် ရှာဝါပါတခါလေးထည့်ပေးထားတာเนาะရေချိုးကန်အင်သာအပြင်ရှာဝါရောပါတယ်ဘတ်တက်အပြင်ရှာဝါပါပါတယ်ပြီးနောက်တစ်ခါအဆိုလို့ရှိရင်စဝင်ဝင်ချင်းမာကိုခင်မန်းတို့ကဒီမှာအဲအလှပြင်ခုံလေးရအစာပေါ့เนาะတည်တက်တက်လုတ်ပေးထားရတယ်ဒါတခါလေးတွေအကန့်လေးတွေနဲ့အာဒါဆိုရှင်အကျယ်ကြီးပဲဒီဘက်မှာဆိုလို့ရှင်သူကအချိုးကန်အင်သာပါတယ်ဒီခန်းကတော့ဘတ်တက်မပါဘူးဒါပေမဲ့သူကအကန့်လေးနဲ့ဆိုတော့တောင်းတန်ရေရေပါတယ်လည်းမစင်ဘူးပေါ့เนาะအင်သာရေချိုးကန်အောင်တော်တော်ကိုကြည်ကြည်မမလုတ်ပေးထားရတယ် အဲ့ဒီကနေပြီးတော့ရှေ့မှာသွားလိုက်မယ်ဆိုရင်တော့ဒါဖျားကန်။အိုဖျားကန်ကြီးကလည်းအကျယ်ကြီးပဲလှမလှရှယ်ပဲမိစားကြီးတွေနဲ့အစဒီဖျားကန်မှာဆိုလို့ရှိရင်သူကရန်ဒါလေးပါပါတယ်။မကနရန်ဒါဘက်ကိုထွက်ကြည့်ပြီးတော့ပြပေးမယ်နော်။ရန်ဒါဘက်မှာဆိုလို့ရှိရင်သူတော်တော်ကိုကျယ်တယ်ရန်ဒါကလည်းရန်ဒါလည်းအကျယ်ကြီးပဲကြည့်ပါဦး။ မပေးစင်မှာပါတယ်ဖျားပန်းလဲခြင်းသလားတောက်တော်ရီတွေလဲခြင်းသလားဒီမှာပဲတခါတဲ့အပီးစီပေါ့နော်ဖျားခန်းရဲ့ရှစ်တက်တဲ့အခန်းမှာဆိုလို့ရှင်တော့ဒါ single room ပေါ့အဲ single room ဆိုမဲ့တော့ master room လို့လည်းပြောလို့ရတယ်ချိုးခန်းအင်တာမှာပါတော့ဒါပေမဲ့တယောက်နေမယ်ဆိုတော့ပို့အဆင်ပြေရပေါ့နော်နှစ်ယောက်ဆိုခြင်းမှာဆိုဒါကတော့အမှတခါတဲ့ခုံလေးတွေနဲ့စာပဲကြည်မလားအလှပဲပြင်မလားပေါ့နော်အဲဒါကတော့ရေချိုးခန်းအင်တာကလွန်ပြပေးတာပါ သူလည်းကြကြဝဝင်ပါပဲယူကန်ဟိတာဒါပေမဲ့ပထမဟိုဘက်ခင်ဗျားပြခဲ့တဲ့ခန်းနေတော့တော့သူကမကျဲဘူးဒါပေမဲ့တော်ယုံတန်ယုံလောက်ကတော့သူတယောက်လောက်ကတော့ตาလေးနေလို့ရတယ်အဲ့တဲ့ထားလဲအဆင်ပြေတာပေါ့နော်ဆိုတော့အပေါ်ဆုံးတတိယဓာတ်ကိုခင်ဗျားလိုက်ပြပေးမယ်တတိယဓာတ်မှာဆိုလို့ရှိရင်လည်းအောက်ထက်နဲ့သူကတူတူပဲအခန်းနှစ်ခန်းကတော့ပေါ့နော်ဆိုတော့ဒီတစ်ခါတော့ခင်ဗျားကဒီဘက်ကဝင်ဝင်ချင်းဝင်ဝင်ချင်းခင်ဗျားဒီမှာအာ မန်တင်ကုန်ရှိရနေရလို့ခလန်ပြပေးမယ်เนาะမန်တင်ကုန်လေးတွေနဲ့ပြီးသွားရင်ဒါကတော့အောက်ထပ်နဲ့တူတူပဲကြဲကြဲဝုန်းဝုန်းရှိမယ်သူ့ရဲ့ရေချိုးကန်းအင်တာကတော့ဘတ်တက်မပါဘူးဆိုပေမဲ့အကန့်လေးနဲ့ရေချိုးကန်းအင်တာကိုလည်းကြဲကြဲဝုန်းဝုန်းရှယ်ကြီးလုပ်ပေးထားပါသေးရဲ့เนาะဒီတိုက်မှာကသူကအပေါ်တက်အောက်ထက်ကအခန်းလေးတွေတူနေတဲ့အတွက်ကြောင့်မို့လို့ခင်ဗျာဗီဒီယိုအရင်ရှည်သွားမှဆိုလို့မပြတော့ဘူးเนาะတကယ်တကယ်တပုံစံနဲ့အတူတူပဲပေါ့เนาะဒါလေးကတော့သူကဂျင်ကန်းလုံမလား အာဘာလောက်ချင်လဲပေါ့နော်ကိုအပေါ်မှာပဲမုံလေးပါလီစားခြင်းသလားကြိုက်တာလုပ်လို့ရတဲ့အခန်းခင်ဗျားကတော့ဒါနာမည်ပေးထားတဲ့ကြိုက်တာလုပ်လို့ရတဲ့အခန်းပေါ့နော်ဒါဘေးစင်းလေးလည်းရှိတယ်အာမှာရန်နာကြီးဆိုလဲအကျေပဲမှာရန်နာလည်းတစ်ခုရှိရဲ့ဒါလေကောင်းလေတန်းရရုံအပြင်ကိုလမ်းလဲတာတယ်လို့ပြောလို့ရတာပေါ့နော်လမ်းတွယ်မဟုတ်တော့ဒါသူ့ရဲ့အာတာချက်ပေါ့ ဲ့ဒီကနေဆိုလို့ရှိရင်ဒီမှာကလတာဆောင်လို့တက်ထုတ်ပေးတာဆေးလေးတောက်တက်တဲ့သူဘာညာအရန်အစီပြေတွေးလို့လည်းကောင်းတယ်ဆွေးလို့လည်းကောင်းတာပေါ့နော်အဲ့ဒီကနေပြီးတော့ကဲအပေါ်ဓာတ်ကိုအပေါ်ဆုံး roots လက်ကြီးကိုတက်ကြည့်လိုက်မယ်ဆိုရင်မှရေစီတွေရောရေတိုင်ကြီးတွေရော ရုဆလက်ကြီးဟာရှယ်အကြီးကြီးအကျယ်ကြီးပါတီပဲပေးမလားအရင်စိတ်ညစ်လို့အပေါ်တက်ကလေးတက်ပြီးလေကောင်းလေတန်းရှိပြီး view လေးပဲကြည့်ပြီးခံစားမလားနေရာတွေတော်တော်များများနဲ့လည်းအကုန်နီးတယ်သူဆေးရုံတွေပါပင်လုံဆေးရုံလိုပါလို့ဆိုလှမ်းအောင်မြင်နေရတဲ့နေရာပေါ့နော်ဒီအိမ်လေးอ่ะဆိုရင်မြောက်တကုံ28ရက်ခွဲ 3RC Roosevelt တိုက်အစ်စ်ပေါ့နော်ဆေးရဆန်လမ်းမကြီးကိုဓာတ်ပေါက်တယ် Master Bedroom က6ခန်း အဲကွန်း၈လုံး CCTV ၁လုံး6 kW inverter with wifi နှလုံး 48V 200 uh, AH လက်တီယံဘက်ထရီတစ်လုံး EV car charger 3 phase power meter 3 phase stabilizer အိမ်တွင်းသုံး PABA phone system grand အမီပေါင်းအယောင်မြေပုံထုတ်ထားပြီးအရာအရှိဘက်ကိုလှည့်တယ်ဈေးလေးကတော့16,500ကိုညှိနှိုင်းလုပ်ပေးပါမယ်เนาะခြံလေးကတော့ဂုတ်ခြံလေးပေါ့ဆိုတော့ စိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်3996539112နဲ့3996669664640ကိုဆက်ဖုန်းနံပါတ်တွေကိုဆက်သွယ်ဆောင်နိုင်မြင်နိုင်ပါတယ်အလုံးမနောက်မှပြန်တွေ့မယ်တတား